အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ကြီးမနိုးချန်နေကနေကြိုဆိုလိုက်ပါတယ်ဒီကနေ့ ဖက်ပြတင်ဆက်ပေးမယ့်ဇလန်းလေးကတော့လူသေးရွာမဘွားတူနှစ်ဦးလိုမိရတဲ့ဇလန်းကောင်းရင်တပုတ်ကို ဖက်ပြတင်ဆက်ပေးမှာဖြစ်ပါခင်ဗျာသူမရောက်နေသောနေရာမှာဘယ်နေရာဘယ်ရက်ဆိုတာဆွေလီမသိပေပဝင်းချင်းကိုကြည့်လိုက်တော့လေတို့နေရာတစ်ဝက်တွင်တယောက်တည်းရှိနေပါတော့တယ် အခြားသူများကိုမမြင်ရမတွေ့ရပေသူမိဘဆွေမျိုးများနဲ့မိစေများလည်းတယောက်မှမတွေ့ရပေအခြေအနေကိုကြည့်ုံနဲ့သူမရောက်နေသောနေရာမှာတကြိမ်တစ်ခါမှမရောက်ဘူးသောနေရာတနေရာဖြစ်သည်ကိုခံမှန်းမိတော့တယ်ငါငါဘယ်ကိုရောက်နေတာလဲစိတ်အားငယ်စွာဖြင့်တွေးနေစဉ်လူတယောက်မောင်ရိပ်ထဲမှထွက်လာသည်ကို မြင်လဲရတယ်ထွက်လာသူမှာ သူမရဲ့အသက်အရွယ်ချင်းမကွာလပြီ ဗမာလူမျိုးတဦးဖြစ်ရန်တူပြီးတော့တယ်လူရွယ်ကဇဝေဇွားဖြင့်လမ်းလျှောက်ရဲမှသူမအနီတို့ရောက်လာတယ်နင်းဘသူလဲလူရွယ်ကမေးသောအခါဘာပြန်ဖြေအောင်မသိသောကြောင့်ခေါင်းခါပြလိုက်တယ်နေကဘယ်ကလာတာလဲလို့ထုံမေးခွင်းကိုလည်းမဖြေနိုင်သဖြင့်ခေါင်းခါပြရင်မှ ပြန်မေးလိုက်တော့တယ်နင်းကရောဘသူလဲငါလည်းမသိသေးဘူး ဘယ်နေရာကလာတာလဲငါလည်းမသိဘူးအဲ့ကြောင့်ငါနင့်ကိုလာမိတာဘောဟပြန်ပြောလိုက်တော့မှ သူမနဲ့ဘွားတူဖြစ်နေမှန်းရိတ်စားမိတော့တယ်ငါတို့ဘယ်နေရာရောက်နေတာလဲဆွေလီကမိသောအခါသူကခေါင်းခါပြတယ်အဲ့ဒါလည်းမသိသေးဘူးဒါကြောင့်တနေရာသွားပြီးတီးတဲ့လူကိုရှာအောင်မယ်ပြောပြောဆိုဆိုနဲ့လူရွယ်ကထိုနေရာမှထွက်သွားရင်ပြင်လိုက်တော့ကဆွေလီကလန့်ပြောလိုက်တယ် ငါလဲနင်းလိုပါပဲဘယ်နေရာသွားလို့သွားရမှမသိသေးလို့နင်းနောက်ကနေလိုက်ခဲ့ပြရစီမဖြစ်ဘူးငါတို့နှစ်ယောက်ကသွားရမယ့်လမ်းချင်မတူမှမတူတာနင်းလိုက်ခဲ့လို့ဖြစ်မှာမဟုတ်ဘူးပြောကလူရဲကသူ့မကိုထားခဲ့ပြီးထိုနေရာမှထွက်လာခဲ့တယ်ထိုလူရဲမှာအခြားသူမဟုတ်ပေနီမောင်ဝင်ဖြစ်တယ်နီမောင်နဲ့ဆွေလီတို့ရောက်နေသောနေရာမှာ လူပုံလောကမဟုတ်ပေဝိညာဉ်ဘဝရောက်နေပြီး ဥဒိယာမဲ့သွားလာနေကြခြင်းဖြစ်တယ်။မိမောင်ကလမ်းခွဲရိပ်တွေ့ခဲ့သောမိကလေးကို ထားခဲ့ပြီးထိုနေရာမှဆက်လျှောက်လာလိုက်တယ်။တနီးယာရောက်တော့ရေတွင်းငယ်လေးတွင်ကို တွေ့လျက်သဖြင့်ထိုနေရာမှခိတ္တခဏနာပြီးထိုနေရာတွင်တောနယ်ကြီးများနဲ့တောင်မြင့်ကြီးများရှိတော်တယ်။တောင်မြင့်ကြီးများနဲ့တေတော်ကြီးများတွေ့၌တောင်ဇလက်ပန်းမင်ကိုရှိကြတယ်။ရောင်စုံတောင်ဇလက်ပန်းတို့မှာ အပင်အတိုင်းပွင့်ဖူးနေကြတယ်။ပဝင်းရှင်တစ်ခုလုံးရောင်စုံပန်းဥယျင်တစ်ဖွဲဖြစ်နေကြတယ်။တကယ်တော့ထိုနေရာကတာယာကြည်နူးဘွယ်ကောင်းသောနေရာဖြစ်တယ်။ဒို့ပါတော့လဲဝင်းကျင်ဘွားတို့ရောက်သူများအတော့ကတော့ပြောစရာမကောင်းပဲလွန်းဆွေကြည်ဝဲစရာ ကောင်းမီတော့တယ်။နီမောင်ကထိုနေရာတဝိုက်တို့လှဲ့လေသွားလာနေရမှာနေရာနှံပြားတို့ရောက်ခဲ့တယ်။ပန်းရောင်ဆောင်များပွင့်ဖူးနေသောတစ်တော်ကြီးများတွင်သို့ဝင်ရောက်လေရှိတယ်။ တောင်မြင့်ကြီးများတောင်ကုန်းကြီးများပေါ်သို့တက်တည်များလည်းရှိတယ်။စံချောင်းများနဲ့ကွင်းပြည်ကြီးတို့ကိုကြော်ဖြတ်သွားရသည်များလည်းရှိတယ်။တနေရာတို့ရောက်သွားလီတော့တယ်။ထိုနေရာက ချင်းလူမျိုးတို့အခေါ်လူသေးနဲ့လူရှင်တို့လန်ခွဲရာကြီးချင်းတောင်ဖြစ်သည်ကိုသူမသိခဲ့ပေ။သူကတောင်များစံချောင်းကလေးများလန်ခွဲတော်တော်များများကိုကြော်ဖြတ်သွားပြီးသောအခါ ကျောက်တုံးတုံးပေါ်၌ထိုင်နေတဲ့မိမကြီးတယောက်နဲ့တွေ့ခဲ့ရတယ်။ထုံမိမကြီးကလူသေးဝင်းကျင်များကိုလမ်းပြပေးရသော ချင်းလူမျိုးတို့အခေါ်မိမကြီးစာရူးပင်ဖြစ်တယ်။စာရူးကမျက်စိပိတ်ကငိမ်သက်စွာ ထိုင်နေရမှသူရောက်သွားတော့ကမျက်လုံးဖွင့်ကြည့်တော့တယ်။ညီဘကလာတာလေ။ညီမောင်ကမသိကြောင်းခေါင်းခါပြတယ်။နင်တက်ခဲ့တဲ့တရိတ်ဆန်ဥကောင်းတွေကရောဘဲမလဲ။ ထွက်မေးသောအခါလဲမပြေနိုင်သေးသဖြင့်ခေါင်းခါပြရပြင်းနေမိမကြီးစာဓုကမကြည်နှသောအမူအရာဖြင့်မျက်ထောက်ညီကြီးဖြင့်စိုက်ကြည့်လိုက်ပါတော့တယ်။နောက်မှသူကပြောတယ်။နေငါလူသေးတယောက်မှ ဖုတ်သေးတာတေတဲ့ဘွားကို သွားလူရတယ်လို့ရှင်နေဘွားကို ပြန်သွားရင်လေရသေးတယ်။နင်းရဲ့ဝင်းကျင်ကျိုးကမပြည့်သေးပဲကိုထိုစကားကြောင့်စိတ်ထဲမှာအရှိသွားတယ်။ ဒါဖြင့်ကျွန်တော်နေတဲ့နေရာကိုပြန်ပို့ပေးပါဒီလိုတော့ပုံမပေးနိုင်ဘူးငါကတေးခဲ့ပြီးသားလူတွေကိုတေးရွာကိုသွားနိုင်အောင်လို့လမ်းပြပေးတဲ့တာဝန်ပဲဝင်းကျင်ကျုံမပြတ်သေးတဲ့လူတွေကိုဘာမှလုပ်ပြီးလို့မရသေးဘူးထို့စကားကြတော့ညီမောင်ကတပြင်းတစ်ချက်ကိုချလိုက်မိတယ်မိမကြီးစာထုကဆက်ပြောလိုက်ပြန်တယ်ဒီတော့နင်သွားခြင်းတဲ့နေရာကိုဆက်သွားပြီတော့ အချိန်တန်လို့မှနင်းရဲ့ဝင်းကျင်ကျိုးကခန္ဓာကိုယ်ထဲမှာရှိတဲ့နေရာပြန်ရောက်အောင်မသွားနိုင်ခဲ့ရင်တော့လူသေးဘဝကိုရောက်ရမှာပဲအဒီတော့မှငါးစီကိုနောက်တစ်ခေါက်ပြန်လာခဲ့ပေါ့နင်းသေးသွားတဲ့ဘဝရောက်တဲ့အခါကျမှလူသေးတွေကိုဘယ်လန်းကသွားရမလဲဆိုတာငါလမ်းပြပေးမယ်ဆိုပြီးတော့ပြောတယ်ကျွန်တော်ရဲ့ခန္ဓာကိုယ်ကဘယ်မှာရှိတယ်လဲဆိုတာသိစိတ်လောက်လမ်းပြပေးပါကျွန်တော်မသွားတဲ့မလာတဲ့နဲ့လမ်းပြောင်းနေလို့ပါ ငါကအသက်လိုမျိုး လုံမပေးနိုင်ဘူးတည်တဲ့သူရှင်အောင်တော့လုံမပေးနိုင်ဘူးရှင်တဲ့သူ လူကိုတည်အောင်တော့လုံပေးနိုင်နေဆိုပြီးတော့ပြောကမိမကြီးစာသူကမျက်လုံးပြန်ပိတ်သွားတော့တယ်ဘာမှမတတ်နိုင်တော့ထို့ကြောင့်ထွေထွေထူးထူးဆက်မပြောတော့ပဲထိုနေရာမှထွက်လာခဲ့တယ်သူထွက်သွားပြီးမကြခင်မှာထိုနေရာတော့မိန်းကလေးတယောက်မိမစာသူရှိသူရောက်လာပြန်တယ်ထိုမိန်းကလေးမှာနီမောင်နဲ့လမ်းမှာတွေ့ခဲ့တော့ မိကလေးပင်ဖြစ်တယ်။မိမရေးစာတို့ကဘာတွေးပြီးဘာပြောနေသည်ကိုတော့သူမသိပေ။နှီးမောင်မထိုနေရာမှထွက်လာကြတဲ့ကဘယ်သွားရေဘယ်လာရမှမသိပဲ။ရောင်းလေလေဖြစ်နေတော့တယ်။လမ်းပြပြီးလမ်းညွန်ပေးမဲ့သူနဲ့လည်းမတွေးရပေ။ဘယ်သွားလို့ဘယ်လာရမှန်းလည်းမသိဘူး။ဒီတိုင်းဆိုရင်ငါရဲ့ခန္ဓာကိုယ်ရှိတဲ့နေရာမှပြန်ရောက်နိုင်ပါမလား။စိတ်ထဲမှာတွေးတော့နေမိတယ်။ တနီယာရောက်တော့တောဆက်တနီယာမှာယောဒီယာကိုတွေ့ရတော့တယ်။မိယောင်များလင်းထိန်နေပြီးကလေးလူကြီးယောက်ျားမိန်းမလူတော်တော်များတွာလာနေသည်ကိုလည်းလှမ်းမြင်နေရတယ်။သူကိုမြင်တော့လူတချို့ကထွက်လာပြီးလှမ်းခေါ်ကြတယ်။ဘယ်ကလာလို့ဘယ်ကိုသွားမှလဲ။ခကြီးကလာခဲ့တယ်ထင်ပါ။ဒီရွာမှာခဏတစ်ပြုတ်ဝင်နာပါအောင်လား။စားစရာလည်းကျွေးနိုင်ပါတယ်။နေစရာလည်းပေးနိုင်ပါတယ်။ ရောက်ခုပညာစကားဆိုကြတယ်ပထမတော့ဝင်နာအောင်မလို့စိတ်ကူးလိုက်မိသေးတယ်နောက်တော့စိတ်ထဲမှာတမျိုးကြီးဖြစ်လာတော့ကြောင်းဝင်မနာတော့ပဲဆက်လျှောက်လာခဲ့တယ်ထိုအခါမှရွာထဲမှာလူများရဲ့ဇာတိယုံများကပေါ်လာလေတယ်မြင်ရခဲ့သူလူများမဟုတ်ပဲတရေတပတ်များအတွင်ပေါ်လာပြီး နောက်မှပြေးလိုက်ကြတယ်လိုက်ဟေလိုက်မလွတ်စီနဲ့ ထိုကဲ့သို့ညာတန်ပေးပြီးလိုက်လာကြသောကြောင့်ဤမောင်လဲကြောက်လန့်တကြားနှင့်ထွက်ပြေးရတော့တယ်ထိုတို့ပြေးရင်းနဲ့တောင်ချီတနီယာတို့ရောက်သွားသောအချိန်မှာတော့တောဝက်ဖြူစင်ကျဲဝှက်ထားသောအဖိုးကြီးတယောက်တွေ့ရသဖြင့်ထိုနေရာသို့ပြေးသွားလိုက်တယ်နောက်မှလိုက်လာကြသောမကောင်းဆိုးဝါးများလဲအဖိုးကြီးရက်နေသည်ကိုလှမ်းမြင်တာနဲ့စက်မလိုက်တော့ပဲနောက်ကျောင်းသို့ပြန်လဲသွားတော့တယ်အနားရောက်သောအခါအဖိုးကြီးကပြောတယ် တည်ပြီးတဲ့နောက်ဘုံဘဝတစ်ခုနဲ့တစ်ခုမကူးနိုင်ပဲတွေ့ရမဲ့ဘဝနဲ့နေရတဲ့ဝိဉ္ဇဉ်လောကသားတွေမရေမတွက်နိုင်အောင် ရှိကြတယ်လူတွေကမမြင်ရတော့မကြောက်ကြဘူးအခုလူသားမြင်ရရင်တော့ကြောက်เสียပဲပေါ့နီမောင်ကအဖိုးကြီးမျက်လုံးကိုသာ မောကြည့်နေတယ်။ငါမီးကတေးရမဲ့အချိန်မတန်သေးဘူး။ဒီတော့မင်းနေရာမင်းပြန်ပြီတော့မင်းရဲ့ခန္ဓာကိုယ်ကငါလက်ညှိုးထိုးပြတဲ့နေရာမှာရှိတယ် အဲ့ဒီနေရာကိုရောက်အောင်ပြန်ပြီးတော့ညီမောင်ကဖိုးကြီးလက်ညှိုးထုတ်ပြတော့ဘက်ကိုလှန့်ကြည့်လိုက်တော့တယ်ထိုနေရာဘက်မှာအတော်တန်မြင်သောကုန်းတကုန်းရှိတယ်ထိုကုန်းရဲ့ဟိုဘက်မှာတော့မြေတဆင်းရှိတယ်မြေကန်းနှစ်ဘေးတနေရာမှာ လူနှစ်ယောက်ရှိကြတယ်ထိုလူနှစ်ယောက်ကိုမြင်တော့စိတ်ထဲမှာဝမ်းသာသွားမိတယ်အခြားသူမဟုတ်ပေစောထီးနဲ့ငမဲတို့ပင်ဖြစ်တယ်သူတို့နှစ်ယောက်အလဲမှာတော့လူသေးတယောက်ကို ပက်လက်အနေထားဖြင့်ငြိမ်သက်နေသောသူတယောက်ရှိတော်တယ်။သူ့ရဲ့ခန္ဓာကိုယ်ပင်ဖြစ်တယ်။အဲ့ဒါမင်းရဲ့ခန္ဓာကိုယ်ပဲမိမဝင်းကျင်ကြုံမပြတ်သေးဘူး။ဒါကြောင့်ရုပ်ခန္ဓာကိုယ်မပြည့်စည်ခင်ရောက်အောင်ပြည့်မီတော့မင်းလဲဝင်းကျင်ဘွားနဲ့ဝင်းကျင်လောကသားတွေကိုတွေးခဲ့မြင်ခဲ့ပြီးမဟုတ်လား။ညီမောင်ကကောင်းငိတ်ပြလိုက်တယ်။မကောင်းမှုအကုသို့ကံနေများပါလာရင်ဘလောက်ကြောက်ဖို့ကောင်းနေမကောင်းဘူး။ ကုသိုလ်ကံပါမကောင်းတဲ့နေရာကိုဘဝကူးနိုင်တယ်ဆိုတာသိသင့်သလောက်သိပြီမြင်သင့်သလောက်မြင်ခဲ့ရပြီမဟုတ်လားထပ်ပြီးတော့ခေါင်းငိမ်ပြလိုက်တယ်ဒါကြောင့်မလို့လူဘဝကိုနောက်တစ်ခေါက်ပြန်ရောက်သွားရင် မကောင်းမှုတွေကိုတက်နှံသလောက်ရှောင်ကျင်ပြီးအလုပ်တွေကိုများများလုပ်ပြီးနိုင်ဖို့ကြိုးစားပြီးတော့စုပ်ပြီးပြောသဖြင့်ညီမောင်လဲသူတော်စင်ကိုလက်အုပ်ချပြီးအယုသေးပြီးထိုနေရာမှထွက်လာခဲ့တယ် ပထမတောင်ကုန်းကိုကျော်သွားရတယ်။တောင်ကုန်းမှာအတော်ပင်မြင်သောကြောင့်ပင်မကြီးစွာကျော်ဖြတ်သွားရတယ်။ပင်မမှုကြောင့်ရေစာလာတယ်။တောင်ကုန်းပေါ်မှာကျော်ဖြတ်သွားသောအခါမှာတော့မြေကျယ်ကြီးတစင်းကိုလှဲ့မြင်လိုက်ရတယ်။အဖိုးကြီးညွန်ပြတဲ့အတိုင်းမြေကြီးရှိရာဘက်သို့ဆင်းသွားသောအခါကန်းဆက်တနေရာမှာရှိနေကြသောစောထီးနှင့်ငမဲတို့နှစ်ယောက်ကိုလှမ်းမြင်နေရသဖြင့်ဝန်သာစွာဖြင့်ထိုနေရာသို့သွားလိုက်တယ်။ ထုံနီယာရောက်တော့မြေပေါ်မှာလူသေးတယောက်လိုလဲလဲရောက်နေတဲ့သူ့ရဲ့ရုပ်ခန္ဓာကိုတွေ့ရတယ်။ထွေထွေထူးထူးစဉ်းစားမနေတော့ပဲရုပ်ခန္ဓာအတွင်းသို့လှည့်ချလိုက်တော့တယ်။ရုပ်ခန္ဓာထဲသို့ဝင်းကျင်ပြန်ရောက်သွားတော့ခါညင်ညူတန်ထွက်လာတယ်။နီမောင်နီမောင်မင်းတရရလာပြီလား။စောထီးနဲ့ငမဲအောင်သူကဝမ်းသာအားရခေါ်ကြတယ်။ရေရေပေးပါ။ထို့သို့ပြောသဖြင့်ငမဲအောင်က ရေခွက်တစ်ခွက်ကိုယူလာပြီးတိုက်လိုက်ပါတော့တယ်။ထိုကာမရင်ဘူးသက်သာသွားပြီးတတိပြန်ရလာတယ်။ဇော်ထီနဲ့ငမဲအောင်တို့ကပွေယူထားသဖြင့်လဲလျောက်နေရမှထားလိုက်တော့တယ်။ပြီးမှပဝင်းချင်းကို ကြီးလိုက်မိတယ်။သူတို့ရောက်နေသောနေရာမှာကာမတနေရာ၌ဖြစ်တယ်။ငါဘလို့ဖြစ်တာလဲ။မင်းဘလို့ဖြစ်တာလဲဆိုတော့ငါတို့၃ယောက်မြေထဲမှာငါးဖမ်းနေတော့ပိုက်ထဲမှာငါးတကောင်မိလို့မင်းကစင်ဖမ်းရင် ကြောက်တုံးနဲ့ခေါင်းနဲ့စောင့်မိပြီးတတိလည်နေတာအတော့ကြပြီငါတို့နှစ်ယောက်စလုံးအတော့ကိုစိတ်ပူနေကြတာဆိုပြီးတော့ပြောပြတော့မှအဖြစ်ပြက်များကိုတတိပြန်ရလာတယ်သူတို့နှစ်ယောက်ကအလုအားသော အခြေမျိုးတွင်ဟင်းစားရရန် မြေအတွင်းသို့ဆင်းကငါးဖန်းလေးရှိတယ်ထို့သောငါးဖန်းနေရင်ပိုက်ထဲမှာငါးကြီးတစ်ကောင်မိလေတယ်အကောင်ကြီးသည်ဖြင့်လေပုံမှဆွဲတင်မရပြီ ငါးခါကြောက်တုံးကြားသို့တိုးဝင်သွားရင်းနဲ့ညံ့နေတယ်။ဆွဲတင်ရေးမရပါက ပိုက်ပါဆုံးရတော့မယ်။အခြေအနေမျိုးရောက်နေသဖြင့်ညီမောင်ကိုယ်တိုင်ရေးအောက်သို့ဆင်းဖြတ်လိုက်တော့တယ်။ထို့သောဆင်းဖြုံနေစဉ်ငါးခါကြောက်တုံးကြားမှလွတ်သွားသောအခါအမိပြင်ရိုက်မိတယ်။အမိရိုက်ချက်ကပြင်းသဖြင့်ရေးစီးအချိန်မှာလေထွက်သွားလျာကြောက်စုံတစ်ခုနဲ့တိုက်မိသဖြင့်သတိလစ်သွားတယ်။ဇော်တီနဲ့ငမဲအောင်တို့ဆင်းခဲ့သဖြင့် ရေစီးတဲ့မျောပါမသွားပဲဖြစ်တော့တယ်သူ့ကိုရေထဲမှာဆွဲတင်လာတော့သတိမရပြီ မနေ့ပိုင်းချိန်ကလေးကသတိမရယခုညနေပိုင်းချိန်ရောက်တော့မှအခုလိုသတိပြန်လည်လာခြင်းဖြစ်တယ်တော်ပါသေးရဲ့ကွာငါတို့နှစ်ယောက်မှာဘယ်လိုလုံးလို့လောက်အောင်မသိတာနဲ့မင်းအတွက်အတော်စိတ်ပူနေကြတာဒါထက်ငါစင်းဖန်တဲ့ငါရောရရဲ့လားရတယ်ငါလဲရတယ်ပိုက်လဲပြန်ရတယ်လေပေါ်မှာတင်ထားတယ် မိမောင်ကတပြင်းတစ်ချက်ကိုချလိုက်တယ်။စောစောကအချိန်ကြီးမကောင်းတော့လေ။ယခုတော့အချိန်ကြီးကပုံမှန်တိုင်းပြန်ကောင်းသွားပြီ။ဒါဖြင့်လေပြန်ကြရအောင်။ဒီလောက်ကြာနေရင်အဖေတို့စိတ်ပူနေကြမယ်။ဆိုပြီးတော့ပြောကာ၃ယောက်သားလှေရှိရာသို့ပြန်ဆင်းလာကြတယ်။လေကွမ်းထဲမှာတော့အတော်တန်ကြီးသောငါးကြီးတစ်ကောင်ကိုဖမ်းမိထားတယ်။ထို့ကြောင့်၃ယောက်သားလှေပေါ်ပြန်တက်ပြီးရွာရှိရာသို့ရေဆန်ပြန်တက်ရတယ်။ မြေကြီးကရေစီးကျဲနေဒါကြောင့်မလို့ရေဆန်သွားရတော့ကတတ်တာစီရင်ကန်နဘေးမှာကတ်သွားကြရပြီတဲ့အချိန်ကလည်းနေဝင်ကြီးရောက်နေပြီဖြစ်တော့ကြောင်းမြေတဲကျော်မှာမှောင်စားပြုနေပြီလေကိုစောထီးနဲ့ငမဲအောင်တို့ရှေ့မှာလော်ခတ်ပြီးညီမောင်ကလေဝမ်းလေမှာထိုင်လိုက်တော့တယ်ကြော်ဆောင်စွန်တစ်ခုကို ကြော်ဖြဲလိုက်တော့ကရေစီးနေတော့ဂလိုင်းတစ်ခုတို့ရောက်လာတော့တယ်ထိုနေရာရောက်တော့ကန်းဆက်မှာတင်နေတဲ့လူတယောက်ကိုလှမ်းမြင်နေရသဖြင့် ထိုနေရာသို့လှော့သွားလိုက်တယ်။အနာကိုရောက်တော့မိန်းကလေးတယောက်ဖြစ်နေမှန်းတီးလေးရသဖြင့်အချိန်နေကိုသိစေရန်လေကိုထိုနေရာနီးတွင်ရဲလိုက်တော့တယ်။ညီမောင်ကလေပေါ်မှဆင်းသွားကာရေစက်မှတင်လာတော့မိန်းကလေးကို ပွေ့ဖယ်လိုက်တယ်။ထိုအခါညဉ့်ညူတန်ကိုကြားရတယ်။ထိုမိန်းကလေးမျက်နှာကိုမြင်တော့စိတ်ထဲမှာဇဝေဇဝါဖြစ်သွားတယ်။ဟင်ဘာလို့လဲညီမောင်။ तू မသေးသေးဘူးအသက်ရှိသေးတယ်။နောက်ပြီး ငါသူ့ကိုသိတယ်အခုမှတွေ့တာဘလို့သိတာလဲငါသတိမိတုံးက လူသေးရွာမှာရောက်သွားခဲ့တယ်အဲ့ဒီမှာသူ ਨੇ သိခဲ့တာပဲဒါဖြင့်မင်းတို့နှစ်ယောက်ကဘဝတူတွေပေါ့မင်းကတော့သတိပြန်လည်လာပြီသူကအခုထိသတိမရသေးဘူးညီမောင်ကအသေးချာကြည့်ပြီးတဲ့အခါခေါင်းနဲ့တန်ရာတစ်ခုရထားဟန်ကြည့်ပြီးထိုနေရာမှာသွေးမြစီကြနေတယ်ဦးကောင်းမှာတန်ရာရထားပုံရတယ် ီတော့ဘယ်လိုလုပ်ကြမလဲဒီတိုင်းထားခရင်တိတ်သွားလိမ့်မယ်ရွာကိုခေါ်သွားပြီးစေးကူပေးမှဖြစ်မယ်ဒါဖြစ်ရင်လေလေးပေါ်တင်ကဲအချိန်မရှိတော့ဘူးမြင်မြန်သွားကြရအောင်ဆိုပြီးတော့ပြောသဖြင့်ညီမောင်ကထုံမင်းကလေးကိုပို့ယူလာပြီးလေးပေါ်တင်လိုက်တယ်ထို့နောက်၃ယောက်သားထိုနေရာမှလေးကိုပြန်ထွက်လာကြတယ်ဟုတ်ကဲ့ဇလန်းလေးမှာတော့ဒီနေရာမှာတင်ပြီးဆုံးလို့သွားပါရခင်ဗျာဇလန်းလေးကိုအဆုံးထိလိုက်နားဆင်ပြီးတဲ့အတွက်အားလုံးပဲကျေးဇူးတင်ပါရခင်ဗျာ